1960ခုခုနှစ်နိုဝင်ဘာလ14ရက်ယနေ့လိုနေ့မျိုးတွင်နာဆာမလကဘာဘောတိုလူသားများဒုတိယအကြိမ်ထွားရောက်နိုင်ခဲ့သောအာကာသခီးစဉ်ကိုလွတ်တင်ခဲ့သည်ထိုခီးစဉ် mission e အမည်မှာအဘယ်နီအပိုလို17အပိုလို17အပိုလို17ဂျီမနီခုနှစ်အဖြစ်မှန်မှာ B အပိုလို12ထီတီ အပိုလို17သည်1969ခုနှစ်ဇူလိုင်လတွင် လော့ပေါ်တူပထမဆုံးအောင်မြင်စွာဆင်သက်ခဲ့သောခီးစဉ်ဖြစ်ပြီးအပိုလို17မှာဒုတိယမြောက်ခီးစဉ်ဖြစ်သည်၎င်းကို1969ခုနှစ်နိုဝင်ဘာလ14ရက်နေ့တွင်လွတ်တင်ခဲ့ပြီးအာကာသယန်မူဖီကွန်ရဲနဲ့အဲလန်ဘင်းတို့သည်မုန်တိုင်းမြောက်၏တမုဒ္ဒရာ Ocean of Storms နေရာသို့အောင်မြင်စွာဆင်သက်နိုင်ခဲ့သည် C အပိုလို7မှာ နောက်ပိုင်းမှသွားခဲ့သောအရေးပေါ်အခြေအနေနဲ့ကြုံခဲ့ရသည့်ခရီးစဉ်ဖြစ်သည်